တချိန်တုန်းကဝန်းနေစရာကောင်းတဲ့ဇက်လံပုံမြင်လေးတပုံမှာအလွန်လှပအတင်းတယ်တဲ့ဘရင်သမီးတော်လေးနဲ့အစီကံမြင်းထိန်သမားတို့ရဲ့ဘဝအဆက်ဆက်ချစ်ကြွယ်ဝင်ခဲ့ကြပါပဲ။တေခွဲနဲ့သာကြုံခဲ့ရတဲ့အလွန်ဝန်းနေစရာကောင်းတဲ့ဇက်လံပုံမြင်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။ပုံမြင်လေးကိုမစားတင်ခင်ကျွန်တော်ရဲ့ channel လေးကို like subscribe နဲ့ notify bell ခေါင်းလောင်းလေးမနှိပ်ထားရသေးဘူးဆိုရင်တခါတည်းနှိပ်ပေးတာဘူးတောင်းဆိုလိုက်ပါရစေ။ဒါဆိုရင် ပုံပြင်လေးကိုစားလိုက်ကြရအောင် ဟိုးဟိုးရှေရှေတုန်းကလူပြည်မှာအလွန်ဆန်းကျဲတဲ့အရာတွေနဲ့မော်ဆန်တဲ့သတ္တဝါတွေက လူသားတွေနဲ့အတူကဘာပေါ်မှာအတူရှိခဲ့ကြပါတယ်။အဲ့ဒီတော့ကရေအောက်တိုင်းပြည်တဲ့နေရာမှာအရှိန်အဝါအလွန်ကြီးမားတဲ့ငကာမင်းကြီးတစ်ပါးရှိပါတယ်။အဲ့ဒီငကာမင်းကြီးရဲ့နာမည်ကတော့ငကာမင်းကြီးခင်ထရာဖြစ်ပါတယ်။ငကာမင်းကြီးခင်ထရာမှာငကာမဲ့လေးမနေစွန်အမည်ရှိတဲ့အလွန်လှပပြီးဆွဲဆောင်မှုရှိတဲ့တမီတော်လေးတစ်ပါးရှိပါတယ်။ နဂါမယ်လီမနီစွန်ဟာဘဒူမနိုင်ရှင်လူများတဲ့အလွန်ချီကျူးစရာကောင်းတဲ့အလှပါတွေကြောင့်တခြားနဂါမယ်လီတွေကတော့မကြည့်ရမနေနိုင်လောက်အောင်ပဲသူမရဲ့အလှကိုအတော်လေးအားကြားကြရပါတယ်ဒီနေ့မှာတော့ခွဲဆိုတဲ့တိုင်းပြည်တစ်ခုမှာရွာသူရွာသားတွေအထွတ်မြတ်ထားတဲ့ဖျားပူဇော်တဲ့နေ့ဝါဆိုလာပြည့်နေ့တနေ့ကိုရောက်ရှိလာခဲ့ပါတယ်။ ရွာတဲကလူတွေကဖုန်ကြီးကြောင်းသွားကြကုသိုလ်ပြုကြနဲ့ညရောက်တဲ့အခါမှာလည်းပဲဖရာကူစီမေးတွေနဲ့ပူဇော်ကြတယ်ပွဲတော်ကြီးလည်းကျင်းပကြပါတယ်။အဲ့ဒီလိုဖရာအနစ်ဖရာပူဇော်တဲ့နေ့တွေဆိုရင်ငကားတွေက လူသားတွေရှိတဲ့ရွာကိုရောက်လာကြပြီးတော့လူအသွင်နဲ့ရွာသူရွာသားတွေနဲ့အတူဖရာကူစီမေးပူဇော်ပြီးကုသိုလ်ယူကြပါတယ်။ ဒီနှစ်မှာတော့နဂါမင်းကြီးရဲ့တမီတော်လေးမနေစွန်ဟာအသက်20ပြည့်ပြီဖြစ်လို့ဖခင်ဘရင်ကြီးထံကနေပြီးတော့လူပြည်ကစီမီပူဇော်ပွဲကိုတွားရောက်ဖို့ခွင့်ပြုချက်ရပြီပဲဖြစ်ပါတယ်။နဂါမင်းလေးမနေစွန်ဟာလူပြည်ကိုပထမဦးဆုံးတွားရတော့မှဆိုတော့အတော်လေးရင်ခွန်စိတ်လှုပ်ရှားနေပါတယ်။နဂါမင်းလေးဟာအလွန်ချော်မောလှပတဲ့လူအသွင်နဲ့ကိုရံတော်နှစ်ယောက်နဲ့အတူဖျားပွဲကိုရောက်ရှိလာခဲ့ကြပါတယ်။ အင်္ဂါမယ်လေးဟာစီမီမပူစော်ခင်လမ်းတလျှောက်မှာတွေ့လိုက်ရတဲ့လူတွေအလွန်များပြားပြီးတော့စီကားနေတဲ့ပွဲတော်ကြီးထဲမှာထိန်လင်းလှပနေတဲ့စီမီတွေနဲ့အိုးစီပုံမောင်းတီမုံနေကြတဲ့ပတ်ဝန်းကျင်ကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့ငကားမယ်လေးဟာအလွန်ပဲရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ပျော်ရွှင်ဝမ်းမြောက်နေမိပါတယ်။ငကားမယ်လေးကဖျားပွဲထဲမှာလှဲ့ပတ်ကြည့်ရှုနေရင်လည်းသူမရဲ့အလှပကိုမြင်တွေ့ကြရတဲ့ယောက်ျားတိုင်းကလည်းအံ့ဩငြိမ်းမောကြရပါတယ်။ ဒါရင်မကသေးပဲနဲ့ပွဲတော်တွေကမိမပြိုလေးတွေကပါငကားမဲ့လေးရဲ့လှပါတဲ့မျက်နှာနဲ့ပလဲကဲ့သို့ဝင်းလက်လှပါနေတဲ့အသားရည်ကိုကြည့်ပြီးတော့အားကျနေကြရပါတယ်အခုလိုလူပြည်မှာလူတွေနဲ့အတူဖျားပွဲကိုလာရောက်ပြီးတော့စီမီပူဇော်ကြတဲ့ထဲမှာငကားတွေသာမကပဲနဲ့ကောင်းကင်ရန်ကနေဝဲပြန့်ပြီးရောက်လာကြတဲ့ဂလုံတွေကလည်းပဲစီမီပူဇော်ပွဲကိုလူအသွင်နဲ့ရောက်လာကြပါတယ် ဲ့ဒီခွဲဆိုတဲ့တိုင်းပြည်အထက်ကကောင်းကင်ရံမှာဩဇာအလွန်ကြီးမားတဲ့ဂလုံမင်းကြီးအုပ်စုပါတယ်။ဂလုံမင်းကြီးရဲ့သားတော်ဝန်နံဖုတ်ကလည်းပဲပထမဦးဆုံးအကြိမ်စီမီးပူဇော်ပွဲကိုလာရောက်ခွင့်ရပြီးတော့အဆွေအရံတွေနဲ့အတူလူအသွင်ဖန်ဆင်းပြီးတော့ရောက်ရှိလာခဲ့ပါတယ်။ကလုံမင်းသားလေးဝန်နဖုံးနဲ့ငကားမဲ့လေးမနေစွန်တို့ဟာဖျားပွဲကဈေးတနေရာမှာအကြောင်းတိုက်ဆိုင်ပြီးတော့လူအသွင်နဲ့တွေ့ဆုံကြပါဗျ။ ဖျားကိုကတ်လို့ဘို့အမွှေးတိုင်ဖျောင်းနိုင်နေနဲ့တွဲရှိတာအဲဂျာဘူးပန်စီလေးကဈေးထဲမှာတစည်းသေးတာကြံပါတော့တယ်။နှစ်ယောက်စလုံးကတစည်းသေးကြံတော့တဲ့ပန်ကိုလှမ်းယူကြတဲ့အခါမှာမထင်မှတ်ပဲနဲ့တယောက်လက်ကိုတယောက်ထိမိကြပြီးတော့အကြီးတွေဆုံသွားတဲ့အခါမှာအလွန်ချောမောလှပတဲ့နမ်မီနီဆွန်ရဲ့အလှနဲ့တင့်တယ်ခန့်ညာတဲ့စုဝဏဖုံရဲ့ရုပ်ရည်တွေကြောင့်တယောက်ကိုတယောက်ရင်ခုန်မိတယ်လို့ဖြစ်လာကြပါတယ်။ အဒါနဲ့စုဝဏဖုံကတတိမမှုမိပဲနဲ့လက်ကိုမတော်တဆထိမိတဲ့အတွက်တောင်းပန်ပါတယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာနဂါမဲလီမနေဆောင်ကရပါတယ်ပန်းစီကတစည်းပဲရှိတော့တဲ့အတွက်ရှင်မဲယူလိုက်ပါဆိုပြီးတော့ပြောလိုက်ပါတယ် စုဝဏဖုံကကျွန်တော်ယူလိုက်မယ်ဆိုရင်မိန်းကလေးကဖះကိုဘလို့ပူဇော်မှလဲဒီလိုလောက်ပါလားဒီပန်းတစည်းတဲနဲ့နှစ်ယောက်အတူဖះကိုအတူပူဇော်ကြရင်မကောင်းဘူးလားဆိုပြီးတော့ငကားမဲလေးကိုမေးလိုက်တဲ့အခါမှာငကားမဲလေးကသဘောတူလိုက်ပြီးတော့စကားအပြန်အလှန်မိတ်ဆက်ပြောဆိုကြပါတယ်ကျွန်တော်နာမည်ကစုဝဏဖုံပါဒီကမိန်းကလေးရဲ့နာမည်ကဘလို့ခေါ်ပါတလဲလို့မေးလိုက်တဲ့အခါမှာငကားမဲလေးက"သူမရဲ့နာမည်မနေစွန်ဖြစ်ပြီးတော့ အပြန်အလှန်မိတ်ဆက်စကားပြောကြပြီးတာနဲ့ဖျားပန်သွားရောက်ကတ်လှကြပါတယ်။ဘွေးတော်တွေကရွာသူရွာသားတွေကသူတို့နှစ်ယောက်အတူသွားလာနေကြတာကိုတွေ့တော့အတော်လေးလိုက်ဖက်ကြတဲ့အတွေ့ပဲအမျိုးသမီးကနတ်သမီးလိုလှပနေပြီးတော့အမျိုးသားကတော့နှစ်သားတယောက်လိုပဲအတော်လေးကြည်ကောင်းနေဆိုပြီးတော့အံ့ဩစွာပြောဆိုနေကြပါတယ်။စုဝဏ္ဏဖုန်နဲ့နတ်မင်းစုံတို့ကရွာသူရွာသားတွေပြောတဲ့စကားအတန်ကိုကြားတော့ရှက်တလူလူတွေဖြစ်လာကြပါတယ်။ ဖျားပန်းကက်လူပြီးတာနဲ့ဖျားပွဲတဲကဈေးကိုလှည့်ပတ်ကြည့်ရှုကြပါတယ်။ဒီလိုနဲ့အလှကုန်ပစ္စည်းတွေရောင်းတဲ့ဆိုင်ရှိကိုရောက်တော့စုဝန်နှဖုံကနမ်မနီစွန်အတွက်ဆိုပြီးတော့ရွှေအောင်ဆန်ထိုးလေးတစ်ခုပထမဦးဆုံးလက်ဆောင်အဖြစ်နဲ့ဝယ်ပေးလိုက်ပါတယ်။နမ်မနီစွန်ကလည်းပဲစုဝန်နှဖုံအတွက်ခါးစည်းပိုင်းလေးတစ်ခုဝယ်ပေးပြီးတော့ပထမဦးဆုံးလက်ဆောင်အထင်မှတ်တွေအဖြစ်တယောက်ကိုတယောက်လက်ဆောင်အပြန်လှန်ပေးကြပါတယ်။နှစ်ယောက်စလုံးကမြင်မြင်ချင်းမှပဲတယောက်ကိုတယောက်ချစ်မိသွားကြပြီဖြစ်ပါတယ်။ ဒီလိုနဲ့တယောက်တနေအားစီမိမိရဲ့နေထိုင်ရာဒေသကိုပြန်သွားကြရတော့မယ့်အချိန်မှာနောက်နှစ်တိုင်းဒီဖျားပွဲလေးတဲမှာပဲပြန်ဆောင်ကြမယ်ဆိုပြီးတော့ဂတိတွေပေးကြနှုတ်ဆက်စကားတွေပြောကြပြီးတာနဲ့တယောက်တနေအားစီလှည့်ပြန်သွားကြပါဗျာအဲ့ဒီချိန်ကနေစပြီးနှစ်ယောက်သာမကြာခဏတိတ်တခုချိန်တွေ့ကြပြီးတော့တယောက်ကိုတယောက်အရန်ချစ်ကြတဲ့ချစ်သူတွေဖြစ်လာကြပါဗျာ တယောက်ကိုတယောက်အရန်ချစ်ကြပါမိတယောက်ကနဂါမင်းကြီးရဲ့တမီတော်လေးဆိုတာနဲ့ကြံတယောက်ကတော့ဂလုံမင်းကြီးရဲ့သားတော်လေးဆိုတာမတိကြပါနဲ့အရန်ကိုချစ်ကြတဲ့ချစ်သူတွေဖြစ်သွားကြပါတယ်ဒီလိုနဲ့၁၂လပိုင်း၁၅ရက်နေ့ကြွားတဲ့ကလူတွေမြစ်ကန်တဲ့ဘေးမှာလွယ်ကထုံလွှတ်ကြတဲ့ပွဲတော်ညာတညာကိုရောက်ရှိလာခဲ့တဲ့အခါမှာတော့ငကားမျိုးနွယ်တွေနဲ့ဂလုံးအမျိုးနွယ်တို့ဟာလူအသွင်နဲ့ဖျားပွဲကိုရောက်ရှိလာကြပြန်ပါတယ်။ စုဝဏဖုံနဲ့နာမနေစွန်တို့ကလည်းပဲမြစ်ကန်တဲ့ဘေးမှာလွယ်ကထုံလှူချဖို့အတွက်လာရောက်ချိန်တွေ့ကြပါတယ်။နဂါမင်းကြီးကသူ့ရဲ့သမီးတော်လေးဟာဘာကြောင့်လူပြည်ကိုခဏခဏသွားရတာလဲဆိုတာကိုသိကျင်တယ်လို့ဂလုံမင်းကြီးကလည်းပဲသူ့ရဲ့သားတော်လေးဟာဘာကြောင့်လူပြည်ကိုခဏခဏသွားရတာလဲဆိုတာကိုသိကျင်လာခဲ့ပါတယ်။အဲ့ဒီလွယ်ကထုံပွဲတော်ညမှာပဲနဂါမင်းကြီးကသူ့ရဲ့သမီးတော်လေးအနောက်ကနေပြီးတော့တိကျင်စိတ်တွေနဲ့ရှေးအားခံပြီးစုံစမ်းပါတယ်။ ဂလုံးမင်းကြီးကလည်းပဲထိုနီးအတူသူ့ရဲ့သားတော်လေးအနောက်ကနေပြီးတော့ကိုတိုင်းလိုက်ပြီးတော့စုံစမ်းပါတယ်။စုဝဏဖုံနဲ့နမ်မနီစွန်တို့ကတော့မြင့်ရီထဲမှာလွယ်ကထုံပန်းစီမီညှော်ကြပြီးတာနဲ့အဋိဌံပြုဆူတောင်းကြပါတယ်။သူတို့နေအောင်ရဲ့အချစ်တွေဟာတေဆုံတဲ့ချိန်ထိတည်မြဲစေတာသူတို့ရဲ့အချစ်ကို မြေသူမှဖျက်ဆီးလို့မရစေတာဆိုပြီးတော့ဆူတောင်းလိုက်ကြပါတယ် နှစ်ယောက်သာလူတွေနဲ့ခက်လန်လန်နေအောင်မှရှိတယ်မြစ်ကန်တဘေကတိပင်းကြီးတပင်းရဲ့အောင်မှတိတ်ဆိတ်သားရတဲ့လာရင်နဲ့အေဂျင့်နဲ့လင်းချင်းလေးကိုခန်းစားကြရင်နဲ့တယောက်နဲ့တယောက်အချစ်လွန်သွားကြပြီးတော့ချစ်ရလူခဲ့မိကြပြီးလင်းများကဲတို့နေထိုင်သွားကြဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဲ့ဒီချိန်မှာပဲငဃမင်းကြီးနဲ့ဂလုံးမင်းကြီးတို့ဟာလူပြည်ကို ရောက်လာကြပြီးတော့သူတို့ရဲ့သားတွေသမီးတွေကိုနေရအနှံ့တယောက်တလန်းစီရှာဖွေကြပါဗျ။ အဒါနဲ့ရုတ်တရက်သူတို့ရဲ့တာနဲ့သမီးတွေကိုမြစ်ကန်တွေကတိပင်းကြီးအရေးအောင်မှာနှစ်ယောက်သာပွေဖက်နှမ်းဆိုင်နေကြတာကိုတွေ့လိုက်ရတဲ့အခါမှာငကားမင်းကြီးကမြင်မြင်ချင်းမှာပဲအလွန်ပဲဒေါသထွက်သွားပါတယ်။ငကားမင်းကြီးကသူ့ရဲ့သမီးတော်လေးကိုအောင်းငေါဆဲဆိုသလိုဂလုံးမင်းကြီးကလည်းပဲသူ့ရဲ့တာတော်လေးကိုအောင်းငေါဆဲဆိုနေပါတယ်။ ဒီလိုနဲ့ပဲငကားမင်းကြီးနဲ့ဂလုံးမင်းကြီးတို့ဟာတယောက်ကိုတယောက်မျက်နှာချင်းဆိုင်တွေးဆုံမိကြတဲ့အခါမှာတော့သူတို့တွေဟာတစ်ချိန်တုန်းကအလွန်ကြီးမားတဲ့ရန်ညိုးတွေရှိခဲ့ကြတာကြောင့်နှစ်ဖက်စလုံးအလွန်ပဲဒေါသထွက်သွားကြပါတယ်။သူတို့ရဲ့သားတော်သူတို့ရဲ့သမီးတော်တွေကရန်သူတွေနဲ့မှချစ်ကြရသလားဆိုပြီးတော့အတော်လေးဒေါသထွက်နေကြပါတယ်။နဂါမဲလေးမနေစွန်တဲ့စုဝဏဖုံတို့ဟာသူတို့ရဲ့အဖြစ်မှန်ကိုတီးလိုက်ကြရတဲ့အချိန်မှာတော့အတော်လေးအံ့ဩထိတ်လန့်သွားကြပါတယ် ဒါပေမဲ့လည်းနှစ်ယောက်သာအရန်ကိုချစ်နေကြပြီဖြစ်တာကြောင့်တယောက်ပေါ်တယောက်မုန်းတဲ့စိတ်နည်းနည်းလေးမှတော့မရှိဘဲနဲ့ချစ်နေလျက်ဖြစ်နေပြီးတော့သူတို့ရဲ့ဖခင်တွေကိုတောင်းဆိုကြပါတယ် ူတို့နေရာကိုချစ်ခွင်ပြုပါပြီးတော့ငကားနဲ့ဂလုံတို့ရဲ့ရန်ညိုကိုဒီနေရာပဲအဆုံးသတ်ကြပါတော့ဆိုပြီးတော့ဝမ်းနည်းစွာတောင်းဆိုကြပါတယ်။စုဝဏ္ဏပုံကလည်းပဲငကားမဲ့လေးကိုတကယ်ချစ်မိပြီဖြစ်တဲ့အတွက်ငကားမဲ့လေးအပေါ်မှာချစ်တဲ့အချစ်တွေဟာလုံးဝပြောင်းလဲမသွားဘူးဆိုပြီးတော့ငကားမဲ့လေးကလည်းပဲသူမရဲ့ဖခင်ကြီးကိုသူတို့နေရာစလုံးကိုချစ်ခွင်ပြုပြီးတော့ပေါင်းဖက်ခွင်ပြုပါဆိုပြီးတော့အနှွှွင့်တောင်းဆိုနေပါတယ်။ အဒီအခါမှာနဂါမင်းကြီးကဒေါသတွေထွက်နေပြီးတော့လုံးဝလက်မခံနိုင်ပဲနဲ့နဂါကြီးအသွင်ပြောင်းလိုက်ပြီးတော့စုဝဏဘုံကိုဝင်ရောက်တိုက်ခိုက်တော့မဲ့အချိန်မှာပဲဂလုံမင်းကြီးကလည်းပဲကြီးမားတဲ့ဂလုံကြီးအသွင်ဖန်ဆင်းလိုက်ပြီးသူ့ရဲ့သားတော်လေးအတွက်ကာကွယ်တိုက်ခိုက်ပေးပါတယ်။အထာနဲ့ပဲနဂါနဲ့ဂလုံတို့ဟာနှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြပါတယ်။ ဒီလိုနဲ့တဖြည်းဖြည်းကျန်းလာပြီးတော့တယောက်ရဲ့အသက်ကိုတယောက်ယူမဲ့အထိအပြင်းထန်တိုက်ခိုက်လာကြတဲ့အခါမှာဂျန်တဲ့ငကားအကူစစ်တီတွေနဲ့ဂလုံးအကူစစ်တီတို့ပါရောက်လာကြပြီးတော့အလွန်ကြီးမားပြင်းထန်တဲ့စစ်ပွဲကြီးဖြစ်သွားပါတယ်။ အဲ့ဒီငကားနဲ့ကလုံရဲ့စစ်ပွဲကြီးအားဆိုရင်ကောင်းကင်ယံမှာမုံတိုင်းလက်စီတွေနဲ့ပြင်းထန်နေပြီးမီလျံတွေဖောက်ွဲတဲ့ဒဏ်တွေကြောင့်ပထဝီမြေကြီးနဲ့ရေပြင်ကြီးပါအပြင်းအထန်တုန်လှုပ်သွားပါတယ်။ဝဖြစ်ပြက်တွေကိုမြင်တွေ့ကြရတဲ့ရွာသူရွာသားတွေကလည်းပဲအလွန်ပဲထိတ်လန့်ကြောင်ရွံ့သွားကြပြီးတော့ထွက်ပြေးသွားကြကုန်ပါတယ်။အခုလိုတစ်ဖက်နဲ့တစ်ဖက်အပြင်းထန်အသက်ဆုံးပြီးတိုက်ခိုက်ကြတာကြောင့်ဇူဝန်နံဖုံနဲ့နံမနီစွန်တို့နှစ်ယောက်ဟာအတော်လေးဝမ်းနဲ့ကြီးခွဲနေကြရပါတယ်။ နဂါမင်းကြီးနဲ့ဂလုံမင်းကြီးတို့တယောက်ကိုတယောက်အသက်ကိုနှောက်ယူဖို့ဒီအပြင်းထန်တိုက်ခိုက်ကြတဲ့အချိန်မှာဂလုံမင်းကြီးကအလွန်ပြင်းထန်တဲ့မှုံမီလုံးကြီးနဲ့နဂါမင်းကြီးကိုပြစ်လို့ထဲလိုက်ပါတယ်။အဲ့ဒီအချိန်တည်းမှာပဲသူဝဏ္ဏဖုန်ကလေထဲကိုခုန်တက်သွားလိုက်ပြီးတော့ချက်ချင်းပဲနဂါမင်းကြီးရဲ့အရှိမကာကွယ်ပေးလိုက်ပြီးနဂါမင်းကြီးကိုစားအနာခံလိုက်ပါတယ်။ အလွန်ပြင်းထန်တဲ့မှုံမီလုံးကြောင့်စူဝန်နဘုံဟာမြေပြင်ပေါ်ကိုပြင်းထန်စွာပြုတ်ကျလာပြီးတကူလုံးမှလည်းသွေးတွေနဲ့ပြင်းထန်နေပြီးတော့လုံးဝမလှုပ်နိုင်တော့ဘဲနဲ့အလွန်ပဲနာကျင်စွာခံစားလိုက်ရပါတယ်အဖြစ်ပြက်တွေအလုံးကိုမျက်စိရှိမှတင်မြင်တွေ့လိုက်ရတဲ့နမ်မနီစွန်ကလည်းပဲအလွန်ပဲအံ့ဩထိတ်လန့်သွားပြီးတော့ယူကျုံများအောင်ငိုကြွေးရင်းနဲ့သူမရဲ့ချစ်သူထံပြေးဝင်သွားပြီးတော့သူမရဲ့ချစ်သူကိုပွေဖက်ပြီးမနာတမ်းငိုကြွေးနေရရှာပါတော့တယ်။ နမနီစွန်ကအယိုးရိတ်ကြည့်ပြီးလုံးဝမလှုပ်ရှက်နိုင်တော့တဲ့သူမရဲ့ချစ်သူစူဝန္နဖုန်ကိုပွေဖက်ထားပြီးတော့ငိုကြွေးနေတဲ့အချိန်မှာပဲစူဝန္နဖုန်ကအာမရှိတော့တဲ့လေတံဖြော့ဖြော့လေးနဲ့အခုတိုက်ပွဲကိုရအောင်ရတန့်ပေးဖို့ပြောပေးပါ။နောင်ဘွားတွေသာရှိမယ်ဆိုရင်အခုလိုရန်ညိုးတွေกินပြီးတော့နမနီစွန်နဲ့အချစ်စစ်တွေနဲ့ထပ်ပြီးတော့ဆုံကျင်သေးတယ်ဆိုပြီးပြောလိုက်ပြီးတာနဲ့အသက်ရှူရတန့်သွားပြီးတော့အထိနေအောင်မှာပဲတည်ဆုံသွားရရှာပါတယ်။ နမ်နီစွန်ဟာချစ်သူတယောက်ကိုပွေဖက်ထားပါလျက်နဲ့လက်ထဲမှာတေးဆုံးသွားတာကိုတွေ့လိုက်ရတော့ရင်ခွဲမတက်ခံစားလိုက်ရပြီးတော့သူမရဲ့ချစ်သူနဲ့အတူလိုက်သွားမယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပြီးတာနဲ့စူဝနဘုံကိုတိုင်ဝေပေးခဲ့တဲ့စတုံးတွေကရွှေအောင်စတိုးကိုနှုတ်ယူလိုက်ပြီးတော့သူမရဲ့ဥကောင်ကိုထိုးထည့်လိုက်ပြီးအဲ့ဒီနေရာမှာပဲအဆုံးစီရင်လိုက်ပါတယ်နောက်ဆုံးမှာတော့နမ်မနီစွန်အားလည်းပဲဝမ်းနေကြေကွဲစွာနဲ့သူမရဲ့ချစ်သူနဲ့အတူအဒီနေရာမှာပဲတီးပွဲနွယ်ခဲ့ရရှာပါတယ် အခုလိုဖြစ်ပျက်မျိုးကိုမြင်တွေ့ကြရတဲ့ငါးမင်းနဲ့ဂလုံးမင်းတို့ဟာအလွန်ပဲကြည်ကွဲဝမ်းနေသွားကြပြီးတော့လူအသွင်ချက်ချင်းပြောင်းလိုက်ကြပြီးတာနဲ့သူတို့ရဲ့သားတော်နဲ့သမီးတော်တို့ထံအမြန်ပြေးသွားကြပြီးသူတို့ရဲ့အချစ်အဆုံတူဦးတဲ့သောသားနဲ့တူဦးတဲ့သောသမီးတို့ဆုံချုံသွားကြရတာကြောင့်ယူကျုံမရအောင်ဝမ်းနဲ့ကြည်ကွဲစွာငိုကြွေးနေကြရပါတယ်။ အဲ့ဒီအချိန်မှာပဲဖုန်ကြီးတစ်ပါးရောက်ရှိလာပြီးတော့ငဃမင်းကြီးနဲ့ဂလုံမင်းကြီးတို့ကိုအခုတင်တို့ဆောင်ချုပ်မှုကအလွန်များနေပြီဖြစ်ပြီးတောင်နေတရားရန်ညိုးတွေရပ်ပါတော့ရန်ညိုးတွေကဆက်ထားအောင်မယ်ဆိုရင်ဘတော်မှရက်တန်လို့မရပဲအခုလိုဆောင်ချုပ်မှုတွေနဲ့ထတ်ကြုံရမယ်ဖုန်ဖုန်းကိုအဲ့ဒီရန်ညိုးတွေလှူလိုက်ကြပါတော့ဆိုပြီးတော့ပြောလိုက်ပါတယ်ဖုန်ကြီးပြောလို့ပြီးတာနဲ့နှစ်ယောက်သားဖုန်ကြီးကိုဦးချကတော်ကြပြီးတာနဲ့သူတို့ရဲ့သားတော်သူတို့ရဲ့သမီးတော်တွေကိုပွေယူကြပြီးနဂါမင်းကြီးကတမီတော်လေးကိုရီအောင်တိုင်ပြီကိုခေါ်သွားလိုက်ပါတယ် ဂလုံမင်းကြီးကလည်းသူ့ရဲ့သားတော်လေးကိုပွေယူပြီးကောင်းကင်ယံကိုပြန်တက်သွားလိုက်ပါတယ်။အဲ့ဒီချိန်ကနေစပြီးငကားနဲ့ဂလုံတို့ရဲ့တိုက်ပွဲဟာဘတော်မှထပ်မကြရတော့ပဲအလုံးငြိမ်းဤသွားကြပါတယ်။ဒီလိုနဲ့နှစ်တွေကြာလာတော့စုဝန္နဖုံနဲ့နမ်မနီစွန်တို့ဟာမတိခင်ကလေးကဆူတောင်းခဲ့ကြတာကြောင့်နောင်ဘဝတွေမှာလူအဖြစ်နဲ့ပြန်ရောက်ဝင်စားကြပါတယ်။ နာမည်နေစွန်ကတော့ကျင်လူဆိုတဲ့တိုင်းပြည်ကစစ်ဆောင်ပန်းနာဆိုတဲ့နေမည်မှာဘရင်သမီးတော်အဖြစ်နဲ့လူပြန်ဝင်စားပါတယ်။ကန်ဖယ်ဆိုတဲ့အမည်နဲ့အလွန်လှပပြီးကြက်တည်ရှိတဲ့ဘရင်သမီးတော်လေးကန်ဖယ်အဖြစ်နဲ့တိုင်းပြည်မှာအလွန်ပဲကြော်ကြားနေပါတယ်။စူဝနပုံကတော့ဘရင်ရဲ့နန်းတွင်တဲကမြင်းတွေကိုထိန်းသိမ်းဆောက်ရှောက်ရတဲ့မြင်းတွင်တယောက်အဖြစ်နဲ့လူပြန်ဝင်စားပါတယ်။နာမည်ကအိုက်ထွန်ဖြစ်ပြီးရုပ်ရှင်အင်ကာကလည်းအင်မတန်ခန့်ညာတည်ကြည်ပြီးတော့အလွန်ပဲဆွဲဆောင်မှုရှိလွန်းပါတယ်။ သူရဲ့ပတ်ဝန်းကျင်မှာရှိကြတဲ့မိမပြူတော်တော်များများတို့ဟာသူ့ကိုအလွန်ပဲစိတ်ဝင်စားနေတတ်ကြပါပဲ။အိုက်ထောင်ကတော့လုံးဝစိတ်ဝင်စားပဲနဲ့အလုတ်ကိုသာအယုံဆိုင်လုပ်ပြီးနေပါတယ်။အိုက်ထောင်ကအလုတ်စူးစားသူတယောက်ဖြစ်ပြီးမျက်စိကျွမ်းကျင်တဲ့အစွမ်းအစားရှိသူတယောက်လည်းဖြစ်ပါတယ်။ဒါရီမကတိပဲတော်တဲ့ကမြင်ရင်တွေကိုလိမ်မာရင်ချီအောင်အချိန်တိုတိုလေးနဲ့တင်ပေးနိုင်ပြီးတော့မင်းတွေရဲ့အပြုံမှုနဲ့ဇယိုက်တွေကိုအတွင်ကြကြသိရှိနားလည်ထားသူလည်းဖြစ်ပါတယ်။ ဒီနေ့မှာတော့ဘရင်သမီးတော်လေးကံဖယ်ကမြင်းအရန်စီချင်းနေပြီးတော့အကောင်းဆုံးနဲ့အရင်ဆုံးမြင်းနှကောင်ကိုရွေးချယ်လိုက်ပြီးတော့မြင်းစီလေးချင်းတင်ယူပါတယ်။အစားမှာတော့မြင်းကိုကောင်းကောင်းမွန်မွန်စီလို့ရနေပေမဲ့ရုတ်တရက်မြင်းကထိတ်လန့်သွားပြီးတော့တဟုန်တို့ထွက်ပြေးသွားပါတယ်။မင်းသမီးလေးကံဖယ်ကလည်းအတော်လေးထိတ်လန့်သွားပြီးတော့ထွက်ပြေးသွားတဲ့မြင်းရဲ့ကိုယ်ပေါ်မှာလိုက်ပါသွားပါတယ်။မင်းသမီးလေးကံဖယ်စီထားတဲ့မြင်းဟာအိုက်ထောင်ရှိရာမြင်းချံဘက်ကိုတဟုန်တို့ပြေးဝင်သွားပါတယ်။ ိုက်ထုံကမြင်မြင်ချင်းမှာပဲမြင်းရဲ့အနောက်ကိုအချိန်မီလိုက်ပြီးတော့မြင်းရဲ့ကြောဘုတ်ကိုခုန်တက်ပြီးတာနဲ့မြင်းကိုထိန်ချုပ်လိုက်တော့မှပဲမြင်းဟာငြိမ်သက်သွားပါတယ်။မြင်းငြိမ်သက်သွားတာနဲ့အိုက်ထုံကမင်းသမီးလေးကံဖယ်ကိုဘင်းသမီးတော်မှန်မသိပဲနဲ့တာမန်အရက်သားတွေကိုပြောဆိုသလိုမျိုးမင်းပါဖြစ်သွားပြီလေအစဉ်ပြေလာဆိုပြီးတော့မင်းသမီးလေးကိုမေးမြန်းလိုက်ပါတယ်။ မင်းမင်းလေးကံဖဲကလည်းကျမဘာမှမဖြစ်ပါဘူးကျမကိုမင်းဘော်ကနေအောက်ကိုချပြပါဆိုပြီးတော့အိုက်ထောင်ကိုပြောလိုက်တဲ့အခါမှာအိုက်ထောင်ကမင်းမင်းလေးကိုပွေးချီလိုက်ပြီးအောက်ကိုချပြလိုက်တဲ့အချိန်မှာပဲတောင်းတဲ့တောင်းအကြည့်ချင်းဆုံသွားကြပြီးတော့အိုက်ထောင်ကအခုလိုအရန်လှပတဲ့မင်းမပြူလေးကိုတခါမှမမြင်ဘူးတာကြောင့်မင်းမင်းလေးကံဖဲရဲ့အလှထဲမှာခဏတာမိမျောသွားပြီးမျက်တောင်မကပ်ပဲစိုက်ကြည့်နေမိပါတယ်မင်းမင်းလေးကံဖဲကလည်းချော်မိုးတင်းတဲ့အိုက်ဆောင်ရဲ့မျက်နှာကိုမြင်တာနဲ့မြင်မြင်ချင်းမှပဲသဘောကျနှစ်သက်သွားပါတယ် အတိတ်ဘဝကချစ်ချင်းမြတ်တာတွေဟာယခုဘဝမှာလည်းအသက်ဝင်နေပြီဖြစ်ပြီးတော့အလိုလိုနေရင်းနဲ့တယောက်နဲ့တယောက်မြင်မြင်ချင်းမှာပဲချစ်မိသွားကြပြီပဲဖြစ်ပါတယ်။အိုက်ထောင်ကမင်းသမီးလေးကိုမြင်းမော့ကနေပွေ့ချီချပေးတဲ့အခါမှာလဲတယောက်ကိုတယောက်ယဉ်နင်းနေတယ်လို့မျိုးခံစားရပြီးတော့တယောက်မျက်နှာတယောက်အချင်းအကြာကြီးကြီးနေမိကြပါတယ်။မင်းသမီးလေးကန်ဖယ်ကချစ်နာမည်ဘလို့လဲလို့မေးလိုက်တဲ့အခါမှာအိုက်ထောင်ကကျွန်တော်နာမည်အိုက်ထောင်ပါဒီနေရာမှာပဲနန်းတွင်တွေကမြင်းတွေကိုထိန်းသိမ်းပေးရတဲ့မြင်းထိန်သမားတယောက်ပါ။ ။မင်းရဲ့နာမည်ကရောဘယ်လိုလဲ။ဘယ်လိုလုပ်ပြီးမြင်းကလန့်ပြီးပြေးသွားရတာလဲဆိုပြီးတော့ပြန်မေးလိုက်တဲ့အခါမှာမင်းသမီးလေးက"ကျမနာမည်ကန်ဖယ်ပါ။ကျမကိုအခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"ကျမကဒီချင်းလုံတိုင်းပြည်ရဲ့ဘရင်သမီးတော်တစ်ပါးဖြစ်တယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။အိုက်ထောင်ဟာအဲ့ဒီစကားကိုကြားတာနဲ့အတော်လေးထိတ်လန့်ကြောက်ရွံ့သွားပြီးတော့ချက်ချင်းပဲဒူထောင်းလိုက်ပြီးမင်းသမီးလေးကိုတောင်းပန်နေပါတယ်။ ိုင်ထွန်ကကျွန်တော်မျိုးကိုခွင့်လို့ပါဘရင်တမီတော်မှန်မသိပဲနဲ့အယုတ်တီမပြေးပဲစကားတွေပြောလိုက်မိတဲ့အတွက်တောင်းပန်ပါတယ်ဝေမယူပါနဲ့အသက်ကိုချမ်းသာပေးပါဆိုပြီးတော့အညဉ့်ညောတောင်းပန်နေပါတယ်မင်းသမီးလေးကရေမောလိုက်ပြီးတော့ရပါတယ်ကျွန်မကိုကူညီပေးလို့ကျေးဇူးတင်နေရတာပါကျင်းကသာမူကူညီပေးခဲ့ဘူးဆိုရင်အခုလောက်ဆိုကျွန်မဘာဖြစ်နေမလဲဆိုပြီးတော့အိုက်ထောင်ကိုဒူးမထောက်စေတော့ပဲချက်ချင်းပဲမတရက်ခိုင်းလိုက်ပါတယ်။မင်းသမီးလေးကရှင်ဒီမှာအမြဲအလုံးလုံးနေတာလားအမြဲရှိနေမှာလားဆိုပြီးတော့ မေးလိုက်တဲ့အခါမှာအိုက်ထောင်ကဟုတ်ကဲ့ဒီမှာပဲအမြဲရှိနေပြီးအလုပ်လုပ်နေပါတယ်ဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့တယောက်နဲ့တယောက်စကားအပြန်အလှန်ပြောဆိုနေတဲ့အချိန်မှာပဲအလင်းအမြန်ပြေးလာကြတဲ့မင်းသမီးလေးရဲ့အထင်းတော်တွေအနာကိုရောက်ရှိလာကြပါတယ်မင်းသမီးလေးကအထင်းတော်တယောက်နဲ့တဆင့်အိုက်ထောင်ကိုဆူလက်ဆောင်တွေရှင်းမြင်ပေးခိုင်းလိုက်ပါတယ် အထင်းတော်ကသူမရဲ့ကိုစားမင်းသမီးလေးကိုကောက်ွယ်ပေးတဲ့အတွက်ဆူလက်တွေကိုယူထားလိုက်ပါဆိုပြီးတော့အန်ထွန်ကိုပြောတော့အန်ထွန်ကငြင်းနေတော့လေမင်းသမီးလေးကသူမကိုကယ်တင်ပေးတဲ့အတွက်ဒီလက်ဆောင်တွေကိုယူထားလိုက်ပါထိုက်တန်ပါတယ်ဆိုပြီးတော့ပြောလိုက်တော့မှပဲလက်ဆောင်တွေကိုယူထားလိုက်ပါတယ်ဒီလိုနဲ့ပဲညနေဆောင်နေပြီဖြစ်တာကြောင့်မင်းသမီးလေးတို့ဟာနန်းတော်ရှိရာကိုပြန်သွားလိုက်ကြပါတယ်နောက်နေ့ရောက်တော့မင်းသမီးလေးကံဖယ်ကအိုက်ထောင်ရှိရာကိုပြန်လဲရောက်ရှိလာခဲ့ပါတယ် အိုင်ထောင်ကလည်းမထင်မှတ်ပဲမင်းသမီးလေးကသူ့စီကိုပြန်လာခဲ့တာကြောင့်အတော်လေးအံ့ဩနေမိပါတယ်။မင်းသမီးလေးဟာသူမကိုမြင်စီးတင်ပေးဖို့အတွက်အကူအညီတောင်းတာကြောင့်အိုင်ထောင်ကတင်ပေးမယ်ဆိုပြီးတော့ချက်ချင်းလက်ခံလိုက်ပါတယ်။မင်းသမီးလေးကမြင်စီးအင်တန်ကျွမ်းကျင်တဲ့အိုင်ထောင်ကိုတိုင်တင်ပေးတာကိုလိုချင်ပြီးမြင်စီးတင်ပေးနေတဲ့အချိန်အတော်အတွင်းမှာသူမရဲ့အထင်တော်တွေကိုတင်နန်းခွင်းထဲကိုမလာစေဘဲနဲ့အဝေးကနေပဲစောင့်ကြည့်ခိုင်းပါတယ်။ ဒီလိုနဲ့တရက်ပြီးတရက်မြင်းစီးတင်ပေးနေရင်တပတ်လောက်ကြာလာတဲ့အခါမှာတော့မင်းသမီးလေးဟာတဖြည်းဖြည်းချင်းမြင်းစီးတာပိုတော်လာသလိုတယောက်နဲ့တယောက်ပူပူပြီးတော့လည်းရင်နီလာခဲ့ပါတယ်ပြီးတော့စကားတွေလည်းတရင်တနီပြောဆိုဖြစ်လာခဲ့ကြပါတယ်အိုက်ထောင်ကသူကကက်ခဲခဲစုထားတဲ့ငွေတချို့နဲ့ဆွေစတိုးလေးတစ်ချောင်းကိုတွားဝဲပြီးတော့မြင်းစီးကျွမ်းကျင်လာတဲ့မင်းသမီးလေးကိုစူချပေးတဲ့အနေနဲ့စူလက်ဆောင်အဖြစ်ပေးလိုက်ပါတယ်ဒီလိုနဲ့ပဲသူတို့နှစ်ယောက်ရဲ့ယဉ်ညီမှုဟာပုံမှန်ထက်ပိုလာခဲ့ပါတယ် မင်းသမီးလေးဟာအိုက်ထွန်ရဲ့အနာမှာပဲနေနေရတာနှစ်သက်နေပြီဖြစ်ပြီးအိုက်ထွန်ကိုမြင်မြင်ချင်းမှပဲချစ်မိနေခဲ့ကြောင်းဖွင့်ပြောလိုက်ပါတယ်။ပြီးတော့မင်းသမီးလေးကရင်ထဲမှာပျော်ပြလို့မရတဲ့ခံစားချက်မျိုးကိုခံစားနေရကြောင်းပြောတော့အိုက်ထွန်ကလည်းသူလဲထတ်တူပဲအဲ့လိုခံစားနေရတယ်ဆိုပြီးတော့မင်းသမီးလေးကိုချစ်မိနေတယ်ဆိုပြီးဖွင့်ပြောလိုက်ပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ရဲ့အဆင့်တန်းတွေကကွာခြားလွန်းနေကြတာကြောင့်ဒီချစ်ချင်းတွေကိုလျှို့ဝှက်ထားဖို့အတွက်နှိမ့်နိုင်ကြပြီးဒီနေရာမှာပဲအမင်းလိုလိုအတိတ်တကူလာရောက်တွေ့ဆုံကြပါဗျ။ ဒီလိုနဲ့ပဲနေရက်တွေကနေပြီးတော့ဓာတ်နဲ့ချီကျလာတဲ့အထိဘသူမှမယိမ့်မိပဲအတူချိန်တွေ့ဖြစ်လာကြပါတယ်။တနေ့မှာတော့အတိုင်းတိုင်းပြည်ပြည်ကမင်းတွေနဲ့ရှင်လူမင်းအပါအဝင် စုပေါင်းကြပြီးတော့မြင်းစီမြင်းရေးပြပြိုင်ပွဲကျင်းပကြပါတယ်။ရှုံနေတဲ့တိုင်းပြည်ကတော့တန်ဖိုးရှိတဲ့အရာတွေကိုတိုင်းပြည်ကနေပေးဆက်ကြရမှာဖြစ်ပြီးတော့အနိုင်ရရှိတဲ့တိုင်းပြည်ကတော့အဲ့ဒီတန်ဖိုးရှိတဲ့အရာတွေကိုပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။ အဲ့ဒီမြင်းကြီးပြပြန်ကွဲကတော့၃မျိုးရှိပါတယ်။မြင်းအားပြိုင်ခြင်း၊မြင်းအပြေးပြိုင်ခြင်းနဲ့မြင်းစီးပြီးတော့အလံလူခြင်းတို့ဖြစ်ပါတယ်။ရှင်လူမင်းကြီးကပြီးခဲ့တဲ့နှစ်တိုင်းပြိုင်ပွဲတွေမှာတစ်ချိန်တစ်ခါမှအနိုင်မရရှိခဲ့ဘူးပဲနဲ့တန်းပြီကတန်ဖိုးရှိတဲ့အရာတွေကိုတခြားတန်းပြီကိုပေးဆပ်ရတဲ့အမြဲတမ်းရှုံ့နေခဲ့တဲ့မင်းတစ်ပါးဖြစ်ပါတယ်။ဒီတဲ့ချိန်မှာတော့ရှင်လူမင်းကြီးဟာဒီပြိုင်ပွဲအတွက်တန်းပြီတွေကအစွမ်းစားရှိတဲ့မြင်းစီးကျွမ်းကျင်တဲ့သူတစ်ယောက်ကိုရှာဖွေခိုင်းပါတယ်။ အဲ့ဒီစကားကိုကြားသွားတဲ့မင်းသမီးလေးက"သူမရဲ့ဖခင်ဘရင်ကြီးကို သူမတီးတဲ့မြင်းစီအင်မတန်ကျွမ်းကျင်တဲ့ဒီပြိုင်ပွဲမှာအနံ့ရောင်းအောင်လုံနိုင်တဲ့ကောင်းလေးတယောက်ရှိတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။မင်းသမီးလေးက"သူမမင်းစီတင်နေတော့မတော်တဆဖြစ်ပြီးတော့သူမကိုကယ်တင်ပေးခဲ့သူလည်းဖြစ်တယ်ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာဘရင်ကြီးကမင်းသမီးလေးပြောတာကိုသဘောကျနှစ်သက်ပြီးအိုက်ထောင်ကိုမြင်းစီပြိုင်ပွဲမှာပြိုင်ပွဲဝင်တယောက်အဖြစ်နဲ့လက်ခံလိုက်ပါတယ်။ ီလိုနဲ့ပြိုင်ပွဲဝင်တဲ့နေကိုရောက်ရှိလာတဲ့အခါမှာပထမအဦးဆုံးမြင်းအပြေးပြိုင်ကြပါတယ်။အိုက်ထွန်ကမြင်းကိုလွယ်ကူပေါ်ပါစွာနဲ့အလင်းမြန်စီပြောင်းနိုင်ပြီးတော့ပြိုင်ပွဲမှာရှင်လုံးတန်းပြည့်အတွက်အနိုင်ရရှိသွားပါတယ်။ဒီတစ်ခါပြိုင်ပွဲမှာတော့ရှင်လုံးမင်းကြီးဟာအလွန်ပဲအားရဝမ်းသာပြီးအလွန်ပျော်ရွှင်သွားပါတယ်။ ဒုတိယပွဲစဉ်ကတော့မြင်းတွေကိုတစ်ဖက်နဲ့တစ်ဖက်ကြိုးတင်နဲ့အားပြန်ပြီးဆွဲကြတဲ့ပွဲဖြစ်ပါတယ်။အားတန်ပြီးဆွဲနိုင်တဲ့သူကတော့အနိုင်ရတဲ့သူဖြစ်ပါတယ်။ဒီပွဲမှာလည်းအိုက်ထွန်ဟာရှင်လွန်းတန်းပြည့်အတွက်အနိုင်ရရှိသွားပါတယ်။ယင်ကြီးကနောက်တစ်ကြိမ်မှာလည်းအနိုင်ရရှိသွားတာကြောင့်အလွန်ပဲပျော်ရွှင်သွားပါတယ်။တတိယပွဲစဉ်မှာတော့မြင်းစီးပြီးတော့အလံလူပြန်ရရမှာဖြစ်ပါတယ်။ ဒီတိုင်ပွဲမှာတော့ iTone ဟာမြင်းကိုအတကုံမောင်းနေပြီးအလွန်လင်းမြန်စွာနဲ့အလံကိုလူးယူနိုင်ပြီးတော့အနိုင်ထက်ပြီးတော့ရရှိသွားပါတယ်။ဘီယင်ဂျီဟာပွဲစဉ်တွေအားလုံးကိုအနိုင်ရရှိသွားတဲ့ iPhone ကိုအလွန်ပဲသဘောကျနှစ်သက်ပြီးတော့ချီကျူးစကားတွေနဲ့အတူစူးတော်လက်တော်အမြောက်အများလဲရှင်းမြင်ပေးလိုက်ပါတယ်။ဒီလိုနဲ့ပဲနောက်နှစ်လလောက်ကြာလာတဲ့အခါမှာတော့မင်းသမီးလေးကံဖဲဟာပုံမှန်မဟုတ်ပဲအနေအထိုင်မကောင်းဖြစ်လာခဲ့ပါတယ်။ အချင်းတီတွေကိုသာစားခြင်းနေပြီးသူမစားလေးမရှိတဲ့စားစရာတွေကိုလည်းစားတော့နေပါတယ်။မင်းသမီးလေးရဲ့ခန္ဓာကိုယ်တွေကလည်းပုံမှန်မဟုတ်တလို့ပြည့်ဖြူလာခဲ့တာကြောင့်ဘယင်ကြီးကသူ့ရဲ့သမီးတော်လေးဖြစ်ပျက်နေတဲ့လက္ခဏာတွေဟာကိုဝန်ဆောင်နေရတဲ့သူတယောက်ရဲ့လက္ခဏာပဲဆိုပြီးတော့ယိမ်မိနေမိပါတယ်။ဘီယန်ဂျီဟာစိတ်ဆူတော့သားထွက်သွားပြီးတော့သူ့ရဲ့သမီးတော်လေးရဲ့ကိုဝန်ကိုဘယ်သူကနေရတာလဲဆိုပြီးတော့သမီးတော်လေးကိုစစ်ဆေးမေးမြန်းနေပါတယ်။ဘီယန်သမီးတော်လေးကလည်းကြောက်ကြောက်နဲ့ဝမ်းနဲ့နေပြီးဘာမှပြန်မပြောဘဲနေပါတယ်။ အဲ့ဒါနဲ့ဘယင်ကြီးကသူ့ရဲ့သမီးတော်လေးကိုအခန်းထဲမှာပဲပိတ်လောင်ထားလိုက်ပြီးတော့အပြင်ကိုမထွက်စေပဲထားလိုက်ပါတယ်။နောက်တော့ဘယင်ကြီးကလိမ္မာပါနဲ့စွာနဲ့ကလေးရဲ့အဖေကိုတီးကျင်တာကြောင့်သူ့ရဲ့သမီးတော်လေးကိုနောက်ရောက်ခံလိုက်ဖို့အတွက်အခန်းတော်ကိုပိတ်ဖို့မေးသလိုမျိုးမေးချင်ရောင်ဆောင်ပြီးတော့အခန်းကိုဒီတိုင်းပဲဖွင့်ဟထားလိုက်ပါတယ်။မင်းသမီးလေးကံဖယ်ကအခန်းတကာပွင့်နေတာကိုတီးတာနဲ့သူ့ရဲ့ချစ်သူအိုက်ထွန်စီ အတိတ်တခုထွက်လာခဲ့ပါတယ်။ မင်းနမီလေးဟာဖခင်ကြီးစီစဉ်ထားတဲ့အစီအစဉ်တွေကိုမသိဘဲနဲ့ညတွင်ကြီးအိုက်ထောင်စီရောက်လာခဲ့ပါတယ်။အိုက်ထောင်ကိုမြင်မြင်ချင်းမှာပဲအဖြစ်ပြက်တွေအားလုံးကိုရှင်းပြလိုက်ပါတယ်။သူတို့နှစ်ယောက်လျှို့ဝှက်ထားတာတွေကိုဖခင်ဘီရင်ကြီးသိသွားပြီးဖြစ်ပြီးဒီနေရာကနေနှစ်ယောက်အတူထွက်သွားကြဖို့အတွက်ပြောနေတဲ့အချိန်မှာပဲအရာအားလုံးကနောက်ကျသွားပြီးဖြစ်ပြီးတော့ဘီရင်ကြီးနဲ့စစ်တီတွေချက်ချင်းရောက်လာကြပြီးနှစ်ယောက်စလုံးကိုဝိုင်းထားလိုက်ကြပါတယ်။ ။ဘယင်ကြီးကခလေးအဖေဟာမြင်းထိန်သမားအိုက်ထောင်ဖြစ်နေတဲ့အတွက်ဘယင်သမီးတော်လေးကမြင်းထိန်သမားနဲ့ကိုဝန်ဆောင်ရသလားဆိုပြီးတော့အလွန်ပဲမကြည်မနက်ဖြစ်ပြီးဒေါသထွက်နေရပါတယ်။ရင်ကြီးဟာဒေါသကြီးစွာနဲ့စစ်တီတွေကိုစေခိုင်းပြီးအဲ့ဒီမြင်းထိန်သမားကိုဖမ်းပြီးတော့တတ်စီဆိုပြီးတော့အမိတ်ပေးလိုက်တဲ့အချိန်မှာပဲတမီးတော်လေးကငိုယိုပြီးမတက်ဖို့နဲ့သူတို့နှစ်ယောက်စလုံးရဲ့အချစ်ကိုနားလဲပေးဖို့တကယ်တက်လိုက်မယ်ဆိုရင်ကလေးရဲ့အပေခေါ်စရာမရှိပဲဖြစ်သွားမယ်ဆိုပြီးတော့ငှညာပေးပါဆိုပြီးတော့ငိုယိုပြီးအနူးအညွတ်တောင်းပန်နေပါတယ် ဒေါ်လာတွေဖုံးလွှမ်းနေတဲ့ဘယင်ကြီးဟာလုံးဝခွင့်မလွတ်ပေးနိုင်ပေနဲ့အိုက်ထွန်ကိုဖမ်းစီဆိုပြီးတော့စစ်တီတွေကိုအမိန်ပေးလိုက်ပါတယ်။မင်းသမီးလေးကံဖဲဟာဘယင်ကြီးကိုဘလို့မှတားလို့မရတော့ဘူးဆိုတာကိုသိတာကြောင့်စစ်တူရဲ့လက်ကိုဆွဲပြီးမြင်းဘော့ကိုခုန်တက်လိုက်ပြီးတော့အတူထွက်ပြေးသွားလိုက်ကြပါတယ်။ဒီလိုနဲ့တော်လန်တခြားနေော်ညာပါမြင်းစီပြီးထွက်ပြေးလာကြတော့လေပြင်းကြီးနဲ့စစ်တီတို့ကအနောက်ကနေရှေ့ရခံပြီးအမိအယလိုက်ဖန်နေပါတယ် မြကန်နဘေးကတောဆက်တနေရာကိုရောက်လာကြတဲ့အခါမှာမင်းသမီးလေးဟာတညလုံးမြင်စီခဲရတာကြောင့်ကိုဝန်နဲ့အယမ်းပင်ပန်းနေပြီးဆက်သွားမနိုင်တော့လို့ဒီညလေးမှပဲခဏတစ်ဖြုတ်အနာယူကြဖို့အိုက်ထွန်ကိုတောင်းဆိုလိုက်ပါတယ်။အိုက်ထွန်ကမင်းသမီးလေးကိုဒီညမှာပဲနေပါ။သူမပြန်လာမရှင်းပဲမှမသွားပါနဲ့။မင်းသမီးလေးပိုက်စားနေပြီမဟုတ်လား။တော်ထဲမှာစားစရာတည်တည်တွေတွားချပေးမယ်လို့ပြောပြီးမြင်းပေါ်ကိုခုန်တက်လိုက်ပြီးတာနဲ့ချက်ချင်းပဲချစ်သူအတွက်တည်တည်ရှာဖို့ထွက်သွားလိုက်ပါတယ်။ ိုက်ထွန်ဟာတည်တည်တွေကိုခူးယူနေတဲ့အချိန်မှာပဲချင်းလုံးမင်းကြီးနဲ့စစ်တီအမြောက်အများဟာတော်ရဲကိုရောက်ရှိလာပြီးတော့အိုက်ထွန်ကိုတွေ့သွားပါတယ်ချင်းလုံးမင်းကြီးဟာစစ်တီတွေနဲ့အတူအိုက်ထွန်ကိုဝိုင်းထားလိုက်ကြပါတယ် မြင်းစီအင်မတန်ကြွန့်ကျင်တဲ့အိုက်ထွန်ကလည်းပဲမြင်းကိုဝေးဝိုက်စီးပြီးတော့ဝိုင်းထားတဲ့ဂျာကနေထိုးပေါက်ပြီးထွက်သွားလိုက်ပါတယ်စစ်တီတွေကအိုက်ထွန်ရဲ့အနောက်ကနေအချိန်မီလိုက်နေရင်အိုက်ထွန်ကမင်းသမီးလေးကိုထွက်ပြေးဖို့အော်ပြောနေတဲ့အချိန်မှာပဲစစ်တီတွေပြစ်လွှတ်တဲ့မြားတွေဟာအိုက်ထွန်ရဲ့နောက်ကြောကိုစိုက်ပြီးအိုက်ထွန်ဟာအဲ့ဒီနေရာမှာပဲမြင်းပေါ်ကနေပြီးတော့မြေပြင်ပေါ်ကိုလဲကျသွားပါတယ်စစ်တီတွေဟာအိုက်ထွန်ရဲ့အနာကိုရောက်ရှိလာကြပြီးဓားတွေနဲ့ထိုးလိုက်ကြတာကြောင့်အိုက်ထွန်ဟာအဲ့ဒီနေရာမှာပဲတည်ဆုံသွားရပါတယ် မင်းသမီးလေးဟာသူမရဲ့အရှိတတဲမှာပဲသူမရဲ့ရှိသူအသက်ခံလိုက်ရတာကိုတွေ့တော့ယူကြုံမရကြေကွဲရပြီးခြုံခြုံချငိုကြွေးနေရပါတော့တယ် မင်းသမီးလေးဟာငိုကြွေးနေရင်ဘာမှမစင်စားနိုင်တော့ပဲနဲ့အိုက်ထုံကိုတိုင်လက်ဆောင်အပြေဝဲပေးခဲ့တဲ့စံတိုးကိုဖျောက်ယူလိုက်ပြီးတော့မိမိကိုယ်ကိုမထိုးသက်ခင်ဒီဘဝမှာအတူမနေရရင်နောက်ဘဝမှာအတူနေခွင့်ရတဲ့ချစ်သူတွေအဖြစ်ပြန်ဆောင်ချဖို့ဆုတောင်းလိုက်ပြီးတာနဲ့ဥကောင်းကိုချွေစတိုးနဲ့ထိုးထဲလိုက်ပြီးမင်းသမီးလေးဟာအဲ့ဒီသွေးအိုင်ထဲမှာပဲတည်ဆုံသွားရပါတယ် ။ဘယင်ကြီးကသူ့ရဲ့သမီးတော်လေးအခုလိုတေဆုံသွားရတဲ့အဖြစ်အပျက်ကိုကြည့်ပြီးတော့နောင်တရလို့မဆုံးအောင်နှမျောနေမိပြီးခြုံခြုံချငိုကြွေးနေပါတော့တယ်။ပြီးတော့ဘယင်ကြီးဟာအရန်ချီရတဲ့တူသေးသောသမီးတော်လေးကိုဘာနဲ့မှမလဲနိုင်အောင်ရှင်းနေပေမဲ့သမီးတော်လေးကချီရတဲ့ချစ်သူအတော်အသက်ကိုစွန့်ပြီးအဆုံးစီရင်မယ်ဆိုတာကိုလုံးဝမထင်ထားမိပဲအခုတော့ဘာမှလုပ်လို့မရတော့တဲ့အမှားကြီးမှားသွားပြီဆိုပြီးတော့ရင်ခွဲမတက်ငိုကြွေးနေပါတော့တယ်။ အလွန်နောင်တရမိပြီဖြစ်တဲ့ဘယင်ကြီးဟာတေဆုံးသွားတဲ့အိုက်ထွန်နဲ့တမီတော်လေးအတွက်နောင်ဘွားတွေမှာအချစ်စစ်တွေနဲ့ပြန်ဆောင်ကြပြီးအခုလိုအဖြစ်ဆိုမျိုးနဲ့မကြုံကြပါစေနဲ့ဆိုပြီးတော့အဋိဌံပြုဆုတောင်းပေးလိုက်ပါတယ်။မင်းသမီးလေးရဲ့သွေးတွေဟာအနားမှာရှိတဲ့မြစ်ထဲကိုအဆက်မပြတ်စီးဆင်းသွားတာကြောင့်အဲ့ဒီမြစ်ရဲ့အမည်ဟာမင်းနမ်ဆိုင်ဆိုပြီးတော့ဖြစ်လာခဲ့ပါတယ်။ ပြီးတော့လှဲလောင်းအိတ်ဆက်နေတဲ့ကိုဝန်တဲ့အမျိုးသမီးဝမ်ပိုင်းပုံစံနဲ့တောင်းတန်းကြီးကိုမင်းသမီးလေးကိုကိုစားပြုပြီးတော့ထိုင်းလိုဒွေနန်းနော်ဆိုပြီးခေါ်ဆိုလာကြပါတယ်။ကိုဝန်တဲ့အမျိုးသမီးဝမ်ပိုင်းကဲသို့ပူပေါင်းနေတဲ့တောင်ကုန်းကြီးကိုတော့ဒွေတူးဆိုပြီးတော့ခေါ်ဆိုလာခဲ့ကြပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံကြပါမယ်။အားလုံးပဲတာတာ